မတိုက်ဆိုင်လို့လမ်းခွဲသွားကြရင်ဝမ်းနေစရာမလိုသလိုပြန်ပြီးလဲမမျော်လင့်ပါနဲ့ရေဆက်ရှိလို့ဘဝရဲ့လက်ွက်တွေအောက်မှာတယောက်နဲ့တယောက်မမျော်လင့်ပဲတွေးဆောင်ခဲ့ကြပြီမျော်လင့်မထားတဲ့ကံကြမ္မာမုံတိုင်းဖန်တီးလာပြီဆိုရင်ထင်မှန်မထားတဲ့အခြေအနေတွေကြောင့်လဲတယောက်နဲ့တယောက်ဝေးကွာသွားရတာပါပဲတကယ်တမ်းကျတော့ရေဆက်ရှိလို့စုံတာထက်တယောက်ကိုတယောက်ဝေကျွေးဆက်ဖို့ဆုံးဖြတ်ခဲ့ကြတာပါအနာကထွက်ခွာသွားသူကိုကျေးဇူးတင်လိုက်ပါသူကြောင့်ဝေဒုက္ခမှလွတ်ကင်းသွားလို့ပါ ဘဝဆိုတာကိုကချစ်ပြနေတော့လေတစ်ဖက်သားကမုန်းနေပြန်တဲ့ကိုကမုန်းနေပြန်တော့လေတစ်ဖက်သားကချစ်နေပြန်တဲ့ချစ်ချင်းမုန်းချင်းတွေအောက်မှာတိတ်ပြီးတော့လေလိုက်ခံစားမလို့ပါနဲ့နေရတဲ့အချိန်လေးမှာကို့ကြောင့်လေသူတစ်ပါးစိတ်မဆင်းရဲစေနဲ့သူတစ်ပါးကြောင့်လေကိုကိုကိုစိတ်ညစ်မခံပါနဲ့ကိုကိုကိုအေးချမ်းစွာနေရင်ဘဝလန်းခီးကိုအကောင်းမြတ်တက်တဲ့မျိုးလုံးစာနာတက်တဲ့နှလုံးသားကိုကြီးတက်တဲ့လက်စုံနဲ့ရှောက်လန်းကြပါကိုကိုကိုကောင်းကောင်းနားလေဖို့ ကိုကိုကိုယူသားဖို့လိုတယ်။ကိုရဲ့စိတ်ကဘာဖြစ်နေရလဲ။ဘာကြောင့်အဲ့လိုဖြစ်ရတာလဲ။ဘာကိုကြောက်နေလဲ။လက်မခံခြင်းနဲ့အရာလက်မခံနိုင်တဲ့ဖြစ်နေတဲ့အရာတွေဒါတွေကဘာတွေလဲဆိုတာကိုကိုကိုယူရသားဝေခံနိုင်ဖို့အရေးကြီးဆုံးပဲ။ကိုရင်မဆိုင်ခြင်းနဲ့အရာရှောင်ပြေးခြင်းနဲ့အရာလက်သက်မခံခြင်းတွေကိုတတိရှိရှိရင်ဆိုင်လက်ခံနိုင်မှပထမဦးဆုံးကိုရဲ့ဖြစ်တည်မှုကိုကိုယ်တိုင်လက်ခံနိုင်မှရင်ဆိုင်ဖြည့်ရှင်းဖို့မဟုတ်သေးပဲတိအောင်အရင်လုပ်ရမယ်တိပြီးမှလီလန်းရှာနိုင်မယ်